တော့ဒီနှုတ်ကပတ်တော်ကအသက်ရှင်တယ်လေသက်ရှင်တဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ထိပ်ပါရင်လည်းကျွန်တော်တို့ကဒီတိုင်းပဲနေတယ်ဘာမှပြောင်းလဲမှုမရှိရေကိုယ်သေးနေတာခုလည်းပြဿနာတွေအခိုက်အတန့်ပါပဲနော်ပြဿနာဖြစ်လာတယ်အဲ့ဒီပြဿနာတွေကယုံကြည်ခြင်းတိုးပွားဖို့အတွက်အဲ့ဒါတွေကလောင်စာတွေပေါ့အဲ့ဒါတွေအသုံးခံပစ္စည်းတွေပဲဒါဝိယသူ့ယုံကြည်ခြင်းကြီးပါတယ်ဆိုတာကိုဘောလျံနဲ့မတိုက်ခိုက်ဘူးဆိုသိပါမှာဘောလျံနဲ့တိုက်တဲ့တိုက်ဝိယသူ့ကိုဘလောက်ယုံကြည်ဆိုပြလိုက်တယ်ကျွန်တော်ယုံကြည်ခြင်းက ရက်နေလို့မဖြစ်ပါဘူးကျွန်တော်တို့ယုံကြည်ခြင်းတိုးပွားဖို့လိုတယ်အဲ့ဒီယုံကြည်ခြင်းတိုးပွားဖို့အရေးကြီးတာကဖခင်ကနှုတ်ကပတ်တော်အဲ့ဒီနှုတ်ကပတ်တော်ကိုကြားယူတတ်တဲ့နဲ့မဟုတ်ဖဲနဲ့ကြည့်ရတဲ့သူတကယ်နာခံလိုက်လျှောက်ပြီးတိုးဖို့လိုတယ်အဲ့ဒီမှာကျွန်တော်ရဲရင်မှုတွေလိုတယ်ဖြေတဲ့ကလည်းဖြေတဲ့ကိုရှင်းဖို့လည်းလိုတယ်ရေကလည်းမဖြစ်နဲ့လေလိုင်းတန်နေတဲ့ရေမြုပ်မှလည်းမကြောက်ပါနဲ့မြုပ်ရင်လည်းကိုတော့မဖြစ်လေချက်ချင်းမဲ့လက်ကိုဆက်ပြီးတော့ကယ်တယ်တအားလည်းမကြောက်ပါနဲ့နော်ရှောက်ပါရှောက်အောင်တော့ရောက်ကျွန်တော်တို့စွန့်စားရအောင်ရဲရင်အောင် ဖះဟာဘာတူလဲဆိုတော့တိတဲ့စိတ်နဲ့စိတ်ချမှုရှိအောင်